ခုပြောပြမှာက info နဲ့ expo ဒီအပေါ်မှာပြောခဲ့တဲ့ဟာကတော့ထည့်ပြီးသားလဲဆိုတာမိမာဆိုလို့ဒီ info expo လို့ပြောလာတာမှာပထမအရှိမပြောရတဲ့ marketing နဲ့ employment agency နဲ့ဒီဟာနဲ့ကဆက်ဆက်နေမှာပဲဒါကလည်းဘယ်နိုင်ငံမှာမဆိုလူနေမဲ့လုပ်ငန်းတစ်ခုပဲအဲ့တော့အခုဒီအရှိမ marketing ကကျွန်တော်တို့က စိတ်ဝင်တစ်ခုကိုတရုတ်မှာသွားလိုက်တယ်အဖုံချိုးဆိုပါဆိုအဲ့ဖုံချိုးစိတ်ဝင်တွေ့ပြီသူ့ကိုလည်းကျညာပင်းနေပဲဖြစ်စေကျွန်တော်တို့ငွေနိုင်တော့လည်းပဲဖြစ်စေကျွန်တော်တို့ဝယ်လိုက်တယ်ဒီ marketing ပညာအရနဲ့ကိုရောက်နေတဲ့နိုင်ငံမှာသွားပြီးတော့ဒီအရကိုကျညာတယ်ဒါမှမဟုတ်ရှိနေကိုရောက်နေတဲ့နိုင်ငံရဲ့ online shop လေးတွေကနေပြီးတော့ coupon number တွေထည့်ထားပြီးရောင်းတယ်ဒီအတွက်ကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီပစ္စည်းပို့ရမယ်အဲ့တကယ်လို့သူ့နိုင်ငံသားမှ online shop ကရောင်းလို့ရတဲ့ဟာတွေရှိတယ်သူ့နိုင်ငံသားငှားလို့ရရင်ရမရဘူးဆိုလို့ရှိရင်သူ့နိုင်ငံသားကိုအင်းမင်းရောင်းငါဒီဟာ မင်းရောင်းပေးတဲ့အတွက် personal blog ရှိမယ် store ကတော့ငါ့ဒီမှာထားရတယ်ငါဒီကနေလုတ်ပေးနေမယ်ရောင်းလာတော့မင်းနဲ့မင်းနဲ့ရောင်းဆိုပြီးလုတ်ပေးလို့ရတယ်အဲ့တော့ page နဲ့ message ကတော့ဘလို့မဆိုဒီ export import လို့လာမယ်ဒီ export import လို့ပြောတာမှာတရုတ်ကနေမှမြန်မာကိုပစ္စည်းတွင်းနဲ့ထုတ်တယ်မဟုတ်ဘူးမြန်မာအနေမှာတရုတ်ကပစ္စည်းတွင်းနဲ့ထုတ်တယ်မဟုတ်ဘူးနှစ်ချမ်းသလုံးမှာ export import ရှိနေတယ်လို့မျိုးပဲတခြားနိုင်ငံတိုင်းမှာလည်းဒီဟာကရှိကိုရှိနေတာပဲအဲ့တော့ကျွန်တော်က မြန်မာကနေပြီးတော့အိန္ဒိယပို့ရလဲဖြစ်ရင်ဖြစ်မယ်ဂျပန်ပို့ရလဲဖြစ်ရင်ဖြစ်မယ်တရုတ်ပို့ရလဲဖြစ်ရင်ဖြစ်မယ်တရုတ်ကပစ္စည်းတွေဒီဘက်ပို့ရလဲဖြစ်ရင်ဖြစ်မယ်ဒါကြောင့်မို့အကုန်လုံး group ဝင်လာတာအဲ့တော့ page နဲ့ message ကတော့ဘယ်သူပဲပြည့်တော့ export import က export import ပဲအဲသူတို့မှာသူတို့ ਨੇ ပထမဆုံးအလုံးမလုပ်ခင်မှာသူတို့ကျွန်တော်တို့ကိုဘယ်လောက်စိတ်ရှိလဲသူတို့အတွေ့အကြုံဘယ်လောက်တော့ရှိထားလဲကျွန်တော်တို့ဒီဘဝနေပြီးတော့ဟိုပေါ်ပေါ်ကနေဘာလုပ်လို့ရလဲကိုကိုတိုင်းထထဝင်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လောက်အကျိုးမြတ်ပုံများလာမလဲအဓိကတော့ကျွန်တော်တို့ကဒါတွေပဲစိတ်ဝင်စားတယ်အဲ့တော့ဒီ ဘယ်နိုင်ငံဒီမှာသူတို့လုတ်ထားလဲဆိုတော့ဒီမိကွန်းနေမိပြားကြီးဆိုရင်ဒီ UPS နဲ့ NTT လို့ပြောတာတော့ဒါကဟိုပုံမှန် logistics သမားတွေဆိုတော့ဒါကြီးလုတ်နေရသိတယ်ပေါ့နော်သူတို့ဆိုလို့ရှိရင်ညံတယ်စိတ်ချရတယ်ဆိုတဲ့ဟာရှိတယ်အဲ့တော့ပြောချင်တာကသူတို့ကောသူတို့ရဲ့အာသာချက်တွေကဘာလဲလဲအားနည်းချက်ကဘာလဲပေါ့ပြီးတော့ဒီသူတို့အလုပ်လုပ်နိုင်ဆုံးဆိုပြီးတော့နိုင်ငံရေလို့ရှိလားပေါ့ဥမာထားပါတော့ဒီပြည်တွင်းထဲကနေပြီးတော့မှတည်ထောင်ထားတဲ့ကုမ္ပဏီကတော့သူ့နိုင်ငံမှာသူ ဟိုဘယ်လိုဖြည့်ရှင်းရမလဲမသိမှာပဲလေပြောချင်တဲ့အိဗေကကျွန်တော်တို့ရန်ကုန်ကိုဘယ်လမ်းကြောင်းကနေပြီးတော့ပို့တင်တယ်ဥမာထားပါတော့တရုတ်ကိုဆိုလို့ရှိရင် ကျွန်တော်တို့ကရေလမ်းကြောင်းကနေဆိုလို့ရှိရင်အဘယ်တင်မော့ဒါတိုင်းတင်မော့လားဒါမှမဟုတ်ရှင်ပတ်နေတဲ့တင်မော့လားပတ်နေတဲ့တင်မော့ဆိုတော့ကဥမာထားပါတော့တရုတ်ကနေပို့လိုက်တာပဲဒါပေမဲ့လက်ဂျပန်ဘန်ကောက်မှာသွားရက်တယ်ပြီးတော့ဥမာတစ်ခါပြန်ပတ်ထွက်လာတယ်စင်ကာပူစင်ကာပူကနေမှဂျူရောင်ဂျူရောင်ကနေမှတစ်ခါဟိုဘက်ကွာလာလမ်ပူဘက်ဟာကွာလာလမ်ပူကနေပြီးတော့မှမှဒီဘက် ော့တောင်းမှာကဲကော့တောင်းကနေမှရန်ကုန်ရောက်အဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ကြာနေမှာပေါ့အဲ့တော့ပြောချင်တာတစ်ခါတည်းမှာဒါလိုက်လာတဲ့ဟာကိုသုံးတင်တယ်နော်ဒါမှမဟုတ်ရင်အဲ့ထက်မြန်အောင်ဆိုလို့ရှိရင်ပေါ့ပါတယ်ဆိုတော့လေးနဲ့သုံးတဲ့ပြဿနာမရှိဘူးမြန်အောင်ဆိုလို့ရှိရင်ဥမာထားပါတော့ကျွန်တော်တို့ရှာဟိုင်းကနေဟိုဘက်ထိပ်ကနေပို့လိုက်တယ်ရှာဟိုင်းလို့ပြောလိုက်တယ်နဲ့ဒီရှာဟိုင်းကဒီဂျပန်နဲ့တောင်ကိုရီးယားတဲ့ဘက်နဲ့ကိုနှီးသွားပြီအဲ့တော့ပြောချင်တဲ့ message ကဒီသူဒီကုန်းတန်းနဲ့လာတယ်ဆိုလို့ရှိရင်မြန်မာပြည်လာဖို့တော့နည်းနည်းလေးပူ ခက်ခဲတယ်ပေါ့ဒါပေမဲ့ union လို့ပြောလိုက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကပ်နေတော့လာလို့လွယ်တယ်ပြီးတော့ရင်အခွန်တွေကိုကျွန်တော်တို့ short ပြလို့ရမယ်ဒီလူသူလူစီစဉ်လို့ရမယ်ပေါ့နော် short ပြလို့ရတယ်ဆိုတော့ကုလူသူလူစီစဉ်လို့ရတယ်ပေါ့အဲစိတ်ကမ်းနေဆိုလို့ရှိရင်တော့နည်းနည်းတော့စီစဉ်အားခတ်မယ်ပေါ့နော်အဲ့တော့ business message ကသူ့နိုင်ငံမှာလည်းပဲသူ့ရဲ့တရားဝင်လမ်းဝင်ရတဲ့လမ်းကြောင်းရှိတယ်လို့ဘယ်လိုမျိုးလေးတော့ဝင်တက်တာတယ်ဆိုတော့ရှိမှာပဲအဲ့တော့သူတို့ကအေးမင်းအနေနဲ့အတွေ့အကြုံကဘယ်လိုမျိုးတွေရှိကြလဲဘယ်ခိပောက်တွေကနေတက်တာလဲဒါတွေကိုမေးရမှာပေါ့နော်အဲ့တော့ ထားရုံပေးရမှာဆိုတော့ကိုကလည်းရည်ရွယ်ချက်ရှိရှိတော့ပြောရမှာဟုတ်ပြီမြမားပစ္စည်းကိုငါပို့မယ်မင်းဒါတိုင်းနဲ့ပို့လို့အဆင်ပြေရလားဒါမှမဟုတ်ရှင်မင်းဘယ်လိုပို့ရင်အဆင်ပြေရလဲဘယ်နှရတော်ရင်ရောက်မှာလဲအဲဒါတွေကိုမေးရမယ်ပြောတာအဲ့တော့ထုတ်ကုန်တင်ကုန်အတွက်တို့လိုင်စင်ကလိုလာလားဥမာထားပါတော့ကျွန်တော်ကဖုံးကျိုးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဒီပစ္စည်းသေးတယ်ငွေပမာဏကနည်းတယ်ဆိုရင်တော့ပြဿနာမရှိဘူးကျွန်တော် gift ဆိုပြီးတော့ပို့လိုက်လို့ရတယ်ဒါတော့မှပစ္စည်းဆုံးရှုံးတစ်ခုခုဖြစ်သွားတယ်ဆိုလို့ရှိရင် gift လို့ရေးထားတဲ့အတွက်သူကဒေါ်လာ900နဲ့အောက်ကိုပဲဖြည့်ရှင်းပြီးပါ ဟိုဒီဘက်ကသွင်းတာလေလက်ဆောင်လို့ပြောရတာဖြစ်တဲ့အတွက်ကျွန်တော်ကပြောချင်တာကရောကြီးအများကြီးတွားပြီးတော့လို့မရသလိုတကယ်တမ်းမရှိနေရဆိုလို့ရှိရင်ခတ်သွားနိုင်တယ်အဲ့တော့ပေးချင်တဲ့ message ကသူတို့ line ချင်းလို့ပေးလာမှာလားဆိုတာကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ permit တစ်စောင်ထွက်လာဖို့ဆိုတာဒါနားလည်မှုတွေအစင်းစင်းဖြတ်ပြီးတော့မှထွက်လာတယ်ပေါ့နားလည်မှုတွေအစင်းစင်းတော့ပုံမှန်အစိုးရရဲ့ပြောင်းလဲသွားတဲ့ဥပမာမူတည်ပြီးတော့ပြီးတော့ကိုပိုင်ထုတ်ကုန်သွင်းမှုလုပ်နေတဲ့လူဖြစ်ရမယ်ဟာငွေအန်ဒီရှိရမယ် ငွေအန်ဒီဆိုတော့ဒါငွေရှာထားတဲ့ငွေပေါ့နော်ကိုကိုပိုင်ရှာထားတဲ့ငွေဒါမှမဟုတ်ရှင်အဲရှာထားတဲ့ငွေနဲ့တော့ပေါက်တဲ့လူရှိရမယ်ဒီလိုမျိုးတွေရှိနေတယ်အဲတခြားနိုင်ငံမှာတော့ရှိချင်မှရှိလိမ့်မယ်ဘလို့ပဲဖြစ်စီသူတို့စီမှာဒီ line စင်ကိုသူတို့တခါတည်းလုတ်ပေးရလားဒါမှမဟုတ်ရှင်ရောင်းတဲ့ဆက်ယူမှာလုတ်ပေးရလားလုတ်ပေးတယ်ဆိုရင်အချိန်ဘယ်လောက်လောက်ကြာတာလဲ ဟဲ့ဝင်လာတာအတွက်ဆိုရင်ရောဆောဆောပြောတဲ့ဟာတွေလုတ်ပေးလာထွက်လာတဲ့ဆိုရင်ရောသူတို့အဲ့ဒါတွေလုတ်ပေးလာပေါ့ဥပမာကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ပစ္စည်းအတွက်ဆိုလို့ရှိရင်ပန်းအောင်ကတ်နေဒီအစိမ့်ကတ်ဆိုခွဲထားတယ်ပြီးရင်အဲ့ဒါဥမာနေရကတ်နေရန်ကုန်ကတ်နေဆိုပြီးထပ်ခွဲသေးတယ်အဲ့တော့သူတို့စီမှာရောအဲ့လိုခွဲထားတာရှိတယ်ဆိုရင်အဲ့ဒါတွေအကုန်လုံးသူတို့အကုန်လုံးပေးပါလားဒါမှသာလျင်ကျွန်တော်ကတခြားလူတခြားလူဆိုတော့ကဥမာကျွန်တော်ကိုလာပြီးပြောတဲ့လူကနောက်ပိုင်းမှာထပ်ပြီးတော့ကျွန်တော်က trade တွေတခြားဟာတွေဆက်ပါလာအောင်ပါပေါ့နော်အဲ့တော့ ပြောချင်တဲ့ message ကဆိုတော့တရုတ်ကပစ္စည်းသေးသေးမှလည်းအဲ့လိုမျိုးဆိုရဟာကိုကိုကသိတင်တာဖြစ်တယ်လို့ဒီကိုကိုတိုင်းမြန်မာကဥမာပြောင်းနှံစပါအဲ့ဒါကိုပို့မယ်ဆိုလို့ရှိရင်ဒါကိုကသိဖို့လိုတယ်ဘာလို့လဲဆိုတော့အဲ့ဒီအဝမှာဒီရော်ကြီးတွေနဲ့ဆဆဝသူတို့ကိုလင်နာဘုံတွေကကြိုညှိလို့ရလားအာမကန်ဂျန်ဒီလားဆိုတာလည်းမေးရမှာဘာကြောင့်လဲဆိုတော့ဥမာဒီစားတော့ကုန်ပစ္စည်းကဗနေရတော်တွင်းမှာဆိုရင်အထက်ထဲမှာဒီ ုံသွေးပျက်စီးသက်သွားတယ်ဒါမှမဟုတ်လို့ရှိရင်လည်းပင်လယ်ရေကြောင့်ပျက်စီးသွားနိုင်တယ်ဟာအပေါ်မှာဆိုလို့ရှိရင်တော့နေပူလို့ပျက်စီးတယ်အောက်မှာဆိုလို့ရှိရင်တော့ရေစားလို့ပျက်စီးတယ်ဟာအလယ်မှာတော့ဖြစ်တင်တယ်အဲဒါကတော့အဲ့မှာဖရီဇာနဲ့သွားမှရမယ်ဒါတွေအကုန်လုံးကသူတို့စီစဉ်ပေးမှလားပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီဘက်မှာဟိုလုပ်ငန်းအတွေ့အကြုံရှိထားပြီးသားတဲ့လူတွေနဲ့လုပ်တယ်ဆိုပေမဲ့ဘူမမားတဲ့နဲ့ဟာတွေသူများတွေဆိုရင်ဘလို့သွားတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ပို့ပြီးတော့အတိအကျဖို့လို့သူတို့အဲ့ဒါတွေမြေဘူးလိုရမယ်ပြီးတော့ဒီခွင့်ပြုချက်တွေကသူတို့ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ဒီ OIN 2.0ဆိုပြီးရှိတယ်အဲ့ဒီကနေပြီးတော့ရှောက်ယူလိုက်ရင်ရတယ်သူတို့ရောအဲ့လိုမျိုးလေးတွေရှောက်ပေးတာလားပေါ့နော် online ပေါ်ကနေပဲပြီးသွားလားဟုတ်ပြီဝန်ဆောင်မှုပေးတယ်ဆိုသူတို့ဘယ်လိုမျိုးတွေယူလဲပေါ့ကိုကိုယ်တိုင်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုတွေလုပ်လို့ရလဲပေါ့နော်ပြီးတော့ဒီအခွန်တွေဥမာထားပါတော့အခုလက်ရှိသူ Tran ကအာတရုတ်ကိုဘယ်လိုလုပ်တယ်လို့ပြောလိုက်ဒီ area ကိုကျွန်တော်တို့ကလဲ in time တည်နေမှာဒီထဲမှာလုံးလို့ပို့ကောင်းပါအဲ့တော့ပေးခြင်းတဲ့ message ကဥမာထားပါတော့ trunk ကသူက vnn ကိုအခုံလုံးနဲ့တိုးကောက်လိုက်တော့ vnn ကတရုတ်စက်ဦးနေအကုန်လုံးရွှေ့ကုန်တယ် အဲတကယ်လို့တရုတ်ကပစ္စည်းတွေလည်းအဲ့တော့ပေးချင်တဲ့ message ကကျွန်တော်တို့ကဘယ်နေရာကပစ္စည်းကို translate လုပ်ပြီးသွားရင်တော့ကြိုက်တယ်ဘယ်နေရာကပစ္စည်းကိုတော့ဒီကျွန်တော်တို့ translate မလုပ်ဘဲနဲ့ဒါတွေသွားရင်ကြိုက်တယ်ဒါတွေလည်းစဉ်းစားဖို့လိုတာ哦ဥမာထားပါတော့အခုလက်ရှိဆိုရင် trend ကအိန္ဒိယနဲ့ close friend ဖြစ်လာပြီးတော့အရင်တုန်းကဆိုရင်တော့ဒုတိယကမ္ဘာစစ်တုန်းကရှိနေကြတာတော့သူတို့တွေအတူတူရှိကြတာပဲဒါပေမဲ့အခုလည်းကြာတော့ trend နဲ့ဟို dependent ဖြစ်တယ်ဆိုပြီးဖြစ်တော့ပေးချင်တဲ့ message က ဒီသူတို့ကသူတို့စိတ်ပြောင်းနေလဲကျွန်တော်တို့ကဒီအခွန်နှုန်းသားတွေကိုချက်ချင်းချက်ချင်းအန်တိုင်းတည်နေမှာကျွန်တော်တို့ကလိုက်ပြီးဒီຢာတွေကိုဟိုဒီ export import ပြီးသွားလို့ trade book ကိုပြောင်းနေချင်းနိုင်လဲဒါတွေတည်မှာဖြစ်တည်တည်တင်တာဖြစ်တဲ့အတွက်သူတို့ကိုလည်းဒီຢာတွေမေးပေးပါလို့ပြောကြတာအဲ့တော့သူတို့အစိုးရရောင်းကဘယ်တွေကနေတတ်မှတ်နေတာလဲဘယ်လားတွေမှာတတ်မှတ်နေတာလဲဘယ်သူတွေကတတ်မှတ်တာလဲဘယ်လိုအခြေအနေမျိုးတွေမှာပြောင်းလဲတတ်မှတ်တာလဲဒီ export import မှာမဆိုင်ပေမဲ့လောလောဆယ်တော့ဒီຢာတွေလည်းသူတို့စီမှာတည်တယ်ဆိုလို့ရှိရင်တော့ online ကနေကြည့်နေလို့ရတယ်ဆိုရင်တော့ပိုအဆင်ပြေတာပေါ့နော်အဲ့တော့ဒီအရှိမပြောခဲ့သလိုပဲဒီကျွမ်းကျင်တဲ့လူတွေရောဝန်ထမ်းစိတ်နဲ့လူတွေလားပိုင်ရှင်စိတ်နဲ့လူတွေလားသူတို့ရောဟိုပူပေါင်းပြီးလှုပ်ချင်တဲ့စိတ်တွေရှိလားအ ਨੇ ဆုံးသူကပတ်တိုင်းကိုစီမှာလာပဲသူနဲ့ကိုနဲ့ကျွမ်းကျင်မှုသူစီကနေကိုမေးလို့ရမယ်ဆိုရင်တော့ကိုဘကအဆင်ပြေတယ်အဲ့တော့ဒါကတော့လုပ်ငန်းတိုင်းအတွက်မဖြစ်မနေလိုအပ်တဲ့ဟာဒီပဲပေါ့နော်အဲ့တော့ပစ္စည်းပိုင်ရှင်ရဲ့ဒီနေရာမှာလာတည်ပေးလားပေါ့အဲ့ဒီအားကြတော့ဒီဘယ်နိုင်ငံမှာမဆိုပဲတခါတလေမှာကျွန်တော်တို့က ငွေချေလိုက်မယ်အေးမင်းဘက်ကမရှိလဲရတယ်ငါငါလာတည်လိုက်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကွန်တေနာဘုံတစ်ဘုံသာပြည်မှထွက်ချင်တာအဲကျွန်တော်ဥဝယ်တဲ့ပစ္စည်းကကွန်တေနာဘုံရဲ့တဝက်စာပဲလဲဖြစ်ရင်ဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကဂူရောင်တစ်ခုမှစုမယ်အဲ့တော့အဲ့ရည်အကုန်လုံးသွားတည်ပြီးတော့မှအဲ့ဒီအရည်ထည့်ပြီးတော့ပေါင်းလာမှဖြစ်တဲ့အတွက်ဒီမိကုန်းမေးတာပေါ့နော်အဲ့တော့ဒီဒါကတော့အခုတည်းမှနားထောင်နေလူမှကျွမ်းကျင်မိသားလူတွေရှိမယ်နားမထောင်သေးတဲ့လူတွေရှိမယ်မသိသေးတဲ့လူရှိတဲ့အတွက်ကြောင့်မို့ဒီအရောက်ထည့်ပြောတာတကယ်အလိုလိုပြီဆိုလို့ရှိရင်တော့ လုပ်ငန်းတိုင်းရဲ့ကျွမ်းကျင်တဲ့မြန်မာပဲအချမ်းလူတွေလည်းထည့်မယ်တဖြည်းဖြည်းနဲ့မှတခြားနိုင်ငံနိုင်ငံလျှောက်ကလူတွေကိုပတ်တိုင်းနဲ့ခေါ်သုံးမယ်နောက်ပိုင်းကျတော့ရှင်အဲ့မှာဝန်ထမ်းထားပြီးသွားမယ်အဲ့တော့ဒီလိုစင်မှာတော့ကိုကရောက်နေတဲ့နိုင်ငံအနေပြီးတော့စောစောပရိုဂရမ်တွေဒီအကုန်တည်ထားပြီးတော့ကွန်မြူနတီကိုဖုံးစပ်ထားပြီးတော့အီးမေးလ်ပို့ထားပြီးတော့ဒီဟာကိုမေးရမယ်ဆိုတဲ့ဟာဘာတွေမေးသင့်တယ်ဆိုတဲ့ဟာကိုစဉ်းစားထားလို့ရအောင်အတွေးတစ်ခုရပါအောင်ပြောပြထားပြီးတာအဲ့တော့ PC ပိုင်ရှင်ရဲ့ဂူရောင်ကြီးပို့ပြီးလားဆိုတာကဥမာ ကျွန်တော်တို့ကပစ္စည်းမှားလိုက်တယ်တရုတ်ကပစ္စည်းကိုတင်မောလမ်းကြောင်းနဲ့မှားလိုက်တယ်ရန်ကုန်ကနေဝင်လာတယ်မန္တလေးမှာတုံးကျင်နေဆိုရင်အဆုံးထိပို့ပေးလာဒါမှမဟုတ်ရှင်သူတို့ဒီမှာရောက်တယ်ဆိုသူကိုယ်တော်မှလာယူရမှာဆိုလို့ရှင်သူတို့ကကိုယ်တော်ကဘယ်ချိန်ထိလောက်တာလဲပေါ့အဓိကတော့ကျွန်တော်တို့ဟိုအရင်ကြီးသိစိတ်တွေဟာတွေလုံမှာမဟုတ်ဘူး marketing လုံမယ်တရုတ်ကပစ္စည်းကိုယူပြီးတော့တခြားနိုင်ငံအဆုံးဟိုခွဲကြောင်းမယ်အဲ့ဒီမှာ export ပို့မယ်အဲ့ဒီမှာကျွမ်းကျင်ပြီးတော့အလုပ်သမားတွေကိုပဲသူတို့ကိုပဲပြန်ခိုင်းမယ်ဒါလောလောဆယ် meeting အခု ပြောတဲ့၃ခုရပါတော့အဲ့တော့နိုင်ငံသားတဏျာကနေမတူညီတဲ့မူဝါဒကိုသူတို့အစအဆုံးဖြည့်ရှင်းလဲပြီလားဆိုတာဆော့ဆော့ပြောတယ်ပစ္စည်းကူဝင်လာပြီးမှထုတ်မရဘူးလို့ဘာလို့ဖြစ်လဲဆိုရင်ရောသူတို့လုတ်ပေးလာမှလာပါတော့ကိုဒါတွေကိုကြိုတိထားမှရမှာဟုတ်အဲ့တော့ကိုတော်မှအချိန်ဘယ်လောက်ထားလဲရလဲရှေ့မှာပြပကပ်ပြီးတော့ပဲပစ္စည်းပိုင်ရှင်ဘက်ကဝင်စားမှု MS ဆိုပြီးဘာတွေလို့လဲဥမာထားပါတော့စပြီး MS လူကသူ့ရဲ့ BL ဘေးရောလုတ်တင်ပေါ့ဒီကနေ့ပြဖို့လူလာဒါမှသာလင်းစိတ်ဝင်ဝဲဖို့တော့အေးမင်းတို့ဘေးရေးဘေးရမှာငါ့ကိုလိန်နဲ့ထက်လိုက်ကုန်ပစ္စည်းရတော့ဘယ်နည်းပို့လိုက်ဒါတွေပြောရမှာကိုကိုဘကမှတ်ခင်မှာဒါတွေကိုမီးမီးရမှာအဲ့တော့ရက်တူတွင်းမှာပြက်နေတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တို့တဲ့ပြီလားသူတို့တည်ထားမှုတွေအတွက်ကြောင့်ရှိလာဘယ်နိုင်ငံတွေလဲဘယ်လိုမျိုးအာမခံလဲပြီးတော့သူတို့ HPU input ကဒီအခုပြထားတဲ့အတိုင်းအကုန်လုံးနဲ့ရတာလားပြီးတော့ကွန်တိန်နာတွေရောငှားပေးလားပြီးတော့ရင်တကယ်လို့လုပ်ငန်းကြီးလာမယ်ဆိုသူတို့စင်းလုံးရောငှားပေးတာမျိုးတွေရှိလား ပြီးတော့ရင်တယ်ယူရွေးချယ်ကော်ရှင်ရဖို့အတွက်ဒီဘက်ကနေပါတယ်ပြောပြဖို့လုံလေပြီးတော့ online ကနေပဲဥမာဟော်ဘီဒူးတွေကဘလောက်အလေးချင်ရဘလောက်ပစ္စည်းတန်မှုကဘလောက်ဘာမျိုးစားအဲအဲ့လိုမျိုးဆိုရင်သူတို့ကချက်ချင်းတွက်ပြီးတဲ့ software မျိုးကိုယ်စီမှာရှိသူတို့စီမှာရှိနေတာရောက်တဲ့ကိုယ်စီကပစ္စည်းကိုရောကိုယ့်ကိုတွက်လို့ရပြီးတော့အဲ့ပစ္စည်းတခုဘယ်ရောက်နေပြီဆိုတာကိုရောမှ UPS to entity တို့လိုမျိုးအဲ့လိုမျိုးကြည့်လို့ရလားပြီးတော့ဈေးနှုန်းတွေတွက်ချက်တယ်ဆိုရင်တို့ကဘယ်လိုပုံစံမျိုးနဲ့အခုဒီမှာပြောထားသလိုပဲဘယ်လိုပုံစံမျိုးတွေနဲ့တွက်ချက်တာလဲ ဒါတွေကိုမေးပြရပါဒီထက်လည်းထပ်ပြီးကွန်မြူပြီးမေးဖို့ရှိတယ်လလောစေတော့အကြံဉာဏ်သိဖို့အတွက်ပြပြထားပေးကြတာအဓိကတော့ဒီဘက်မှာဆိုလို့ရှိရင် HO MO permit တွေကစောစောပြောတဲ့ငွေအနီးကပ်ရမယ်ကိုကိုပိုင်ဖြည့်ရမယ်လို့ဒီ permit ပြန်ချဖို့လို့အချိန်ကြီးကြတယ်သူတို့စီမှာရောဘယ်လိုမျိုးဟာလဲရှိတယ်အဲ့တော့ဘာလို့ဒီရာတွေကိုတော့ချက်နေနဲ့မေးလဲဆိုလို့ရှိရင်ဥပမာဘရာဇီးကနေဆိုလို့ရှိရင်တရားထွက်တယ် အဲ့ဒီကြားကိုတရုတ်ကိုပို့ပေးလို့ရှိရင်အရန်အောင်အဆင်ပြေတာဒါ trade ဘက်မှာပါလာမှာပေါ့နော်ဒါပေမဲ့လောလောဆယ် export import အပိုင်းရတာဟုတ်ပြီအဲ့ဒါဆိုရင် trade ဘက်မှာပါလာမှာပေါ့ဆိုလို့အရှိရဟာဒီအကုန်လုံးနဲ့အခုနောက်ပြောမဲ့ဟာဒီရောအကုန်လုံးကအခုပြောနေတာဒီရောအကုန်လုံးကဆက်ဆက်နေတာအဲ့တော့ Brazil ကတခြားကိုယူတယ်ယူပြီးတော့တရုတ်မှာကိုကရောင်းတယ်ဟုတ်ပြီတရုတ်မှာရောင်းတယ်ဆိုတော့ကတရုတ်နိုင်ငံထဲမှာကိုကိုတိုင်ဖြတ်ပြီးရောင်းတာ ਨੇ ဒီ ကိုဝေတင်တဲ့သူစီကိုပဲရောင်းလိုက်တာနဲ့မတူများသွားပြီးတော့သူကလည်းသူ professional ရှိထားပြီးသားဆိုပေမဲ့ကိုကလုပ်ငန်းတစ်ခုရဲ့အဆအဆုံးကိုသိမှာဥပမာရန်ကုန်ကနေပြီးတော့မန္တလေးသွားမယ်လို့ပြောရင်ဟော်ပြီ155မိုင်မှာနားမယ်ဒီနေပြီးတော့မှာမှတ်ဖို့နဲ့စစ်တက်ခိတ်ရှိမယ်မေဒီလာမှာခဏနားမယ်ဒီမှာတော့ဘာဖြစ်မလဲသိမှာကိုက ဒုက္ခဆိုတဲ့ဟာမရှိမှာမဟုတ်ဘူးဆိုလို့ရှိရင်ကိုကဒုက္ခဆိုတဲ့ဟာရှိမှာဒုက္ခဆိုတဲ့ဟာကိုမကြုံဘူးလို့ထင်ထားလိုက်တဲ့အရာခက်ခက်ခက်ကြုံလိုက်ရတဲ့အရာတိုင်းဒီအကုန်လုံးကဒုက္ခမဒုက္ခကြီးပဲအယသမားတယောက်အတွက်အယမတော့ရတာဒီဒုက္ခအယမတော့ခြင်းတဲ့လူအတွက်အယတော့ရတာဒီဒုက္ခအဲ့တော့ပြောချင်တာကဒါတွေကလူချင်မှလူလိမ့်မယ်ဒါပေမဲ့ကိုအကုန်လုံး briefly သိထားဖို့အတွက်ပြင်ဆင်ထားပြီးပါလို့ပြောတာ